ဇနီးဖြစ်သူရဲ့ပြောစကားတခွကြောင့် sorry ရဲ့ကမ်းလှမ်းမှုအားလုံးကိုပယ်ချခဲ့တယ်ဆိုရဲဘရူနိုအားလုံးပဲမင်္ဂလာပါများ Manchester Football ဇွန်အတင်ဆက်နေပါတယ် Manchester United တင်းရဲ့ကွင်းလယ်လူ Bruno Fernandes ကပြီးခဲ့တဲ့နေ့ရက်ဒီပြောင်းရွှေ့မာတော့က sorry club ရဲ့အဓိကပြင်မှတ်တူဖြစ်ခဲ့ပါတယ် sorry club အဟိလေတင်းမှာ Bruno Fernandes ကပေါင်တန်းနေရာတန်ကြီးရှိတဲ့၃နှစ်စာချုပ်တရက်နဲ့ကမ်းလှမ်းညင်ခံခဲ့ရတာပါဒါပေမဲ့ Bruno ကတော့မလောက်စီယာကမ်းလှမ်းချက်တွေကိုပယ်ချပြီးတော့ United အတင်းမှာပဲဆက်ရှိနေကြတာပါ ဘရတန်တင်းရဲ့ပွဲမှာဆိုရင်ဘရူနိုဖာနန်ဒက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံပွဲပေါင်း300ပြည့်မြောက်ခဲ့ပြီလေဖြစ်ပါတယ်ဘရူနိုထွက်ကတော့ဒါကမှတ်တမ်းကောင်းတစ်ခုလို့ပဲပြောရမှာဖြစ်ပါတယ်။နောက်တဲ့အတွက်ရေးပါတဲ့ကံတွင်ကစားမတူဖြစ်ရည်တည်ထားနိုင်ခဲ့တာပါ။ဘရူနိုကအင်တာဗျူးမှာစတอรี่ကိုမပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောဆိုလာခဲ့ပါတယ်။စတอรี่ရဲ့ဂန်လန်းချက်တွေရောက်ရှိလာတော့ကဇနီးဖြစ်သူခုလိုမျိုးပဲပြောပါတယ်။သူကကျွန်တော်ကိုဒီလိုပြောလာခဲ့ပါတယ်။နောက်တဲ့မှာရယူမယ်လို့ဆုံးဖြတ်ထားတဲ့အောင်မြင်မှုတွေစံနာတွေကိုဖြည့်ဆည်းအောင်မြင်ခဲ့ပြီလားလို့မေးပါတယ်။ ကျွန်တော်ကမဖြေစည်းနိုင်သေးဘူးဆိုတာသိလို့သူမကအဲ့လိုမျိုးမေးတာပါဒါကြောင့်မလို့ပဲသူမပြောတဲ့စကားတွေကကျွန်တော်အတွက် sorry ရဲ့ကန်လန်းချက်တွေကိုပဲချဖို့တွန်းအားအများကြီးဖြစ်စေခဲ့ပါတယ်လို့ဘရူနိုကပြောဆိုသွားခဲ့ပါတယ်ဘရူနိုကတော့အတင်းကိုရောက်ရှိလာပြီးကလေးက United ရဲ့အဓိကအတင်းကိုတွေကိုတင်းယူခဲ့တယ်လို့ဂိုးဖန်တီးမှုတွေလည်းအများကြီးလှုပ်ထားနိုင်ခဲ့ပါတယ်အတင်းရဲ့အခွင့်အရေးဖန်တီးမှုအများဆုံးကစားမှဖြစ်လေပေါ်တူဂီသားကယက်တီထားနိုင်ခဲ့ပါတယ်ဒီနေ့ရင်းစမ်းကားဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့တဲ့နေနဲ့စိတ်ဝင်စားဖို့ရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါမလို့ page ကို like and follow လုပ်ထားပြီးတော့ video တွေကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရညာ။